မင်္ဂလာပါရှင်ဒီနေ့ကတကယ်လို့ဒိတ်ပဲလို့ပေါ့နော်ဒိတ်တွေကိုတကယ်လို့ရိုက်ထည့်တဲ့အခါမှာမှားနေတဲ့အမှားလေးတွေကိုဒီနေ့အရှင်းပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့အိတ်ဆဲမှာ ဒိတ်ရိုက်ထက်တဲ့အခါမှာဒိတ်တွေကလွဲနေတယ်ဒါဆိုလို့ရှိရင်ဒိတ်တွေကလွဲနေတဲ့အခါမှာကျေတို့ကဘယ်လိုမျိုးပြန်ပြီးတော့ပြင်မလဲဒါလေးကိုကျေတို့ဒီနေ့ရှင်းပြပေးသားမှာပဲဖြစ်ပါရဲ့ရှင်အဲ့တော့ဒီချိန်ကတော့ကွန်ပျူတာကွင်းရဲ့ founder and trainer တော့နန်းချောက်ကမှဖြစ်ပါတယ်ဒီနေ့သင်ခန်းစာလေးကိုဆက်ပြီးတော့ကြည့်လိုက်ကြရအောင်နော်အဲ့တော့ပုံမှန်အားဖြင့်ကျေတို့ကဒိတ်တွေရိုက်ထက်တဲ့အခါမှာကွန်ပျူတာရဲ့ date ပေါ့နော်မိမိကွန်ပျူတာရဲ့ date မှာဆိုလို့ရှိရင်ကျေတို့ကရက်လနှစ် လာရက်နှစ်ဒီလိုမျိုးကျွန်တော်ကသိရပါမယ်ကွန်ပျူတာစနစ်တိတ်ဒီရက်လာနှစ်ဆိုလို့ရှိရင် exam မှာလည်းရက်လာနှစ်ကို ရိုက်တက်ပေးပါကွန်ပျူတာရဲ့စနစ်တိတ်ဒီလာရက်နှစ်ဆိုလို့ရှိရင်လာရက်နှစ်ကိုရိုက်တက်ပေးရမှာပဲဖြစ်ပါရဲ့ရှင်အဲ့တော့ဒီကျေကဒီဆဲခွက်လေးမှာဒီဒိတ်ထဲမှာဆိုလို့ရှိရင်ကျေတော့အစင်းရအသွင်းထားပြီးသားပေါ့နော်စင်းရအသွင်းထားပြီးသားကိုဒါလေးကိုကျေကဆက်လက်မှတ်လိုက်မယ်မှတ်ပြီးသားရင်ကျေတော့ဒီ number grade က ဒီ general ၄ရာလေးမှာ short date တို့ပြောင်းကြည့်လိုက်တဲ့အခါမှာကျေဝဒီမှာဒိတ်မှန်တဲ့ဟာလေးတွေကကျေတော့ပြောင်းသွားတယ်။ channel ကိုပြန်ပြောင်းလိုက်မယ်ဆိုရင်တော့ဒိတ်တီကျေတော့ CDN နာမပြောင်းသွားတဲ့အခါမှာမိမိရိုက်ထည့်လိုက်တဲ့ဒိတ်တီမှန်တယ်။အတော့ channel နာမပြောင်းထည့်လိုက်တဲ့ပြောင်းလိုက်တဲ့အချိန်မှာမိမိရိုက်ထည့်တဲ့ဒိတ်တီကမပြောင်းသွားဘူးဆိုရင်တော့ဒါဒီဒိတ်တီကလွဲနေလို့ပဲဖြစ်ပါလိမ့်ရှင်။အဲ့တော့ကျေတော့ဘလို့လွဲနေတာလဲဆိုတော့ အော်ထဲလာကတော့တကယ်တော့ကရက်လာနဲ့ဒါမှဒီကွန်ပျူတာမှာလာရက်နဲ့ပုံစံထည့်မိသွားတယ်အဲ့လိုမျိုးထည့်မိသွားဆိုရင်ကျွန်တော်ကဘယ်လိုမျိုးပြန်ပြီးတော့ရွေးထုတ်ရမလဲဒါလေးကိုဆက်ပြီးရကြည့်လိုက်ကြရအောင်နော်အဲ့တော့အရင်ဆုံးဆုံးနံပါတ်1ကိုရိုက်ထည့်ထားတဲ့ပုံစံဒီ layer နဲ့ပုံစံဖြစ်နေတဲ့အတွက်ကွန်ပျူတာရဲ့ system တွေကို layer နဲ့ပုံစံပြောင်းမယ်ဒါဆိုရင် control panel ကိုသွားလိုက်ရအောင် cloud language and region လေးကိုနှိပ်လိုက်ပါ shane date တိုင်းအောင် number format ဒါလေးကိုတစ်ချက်နှိပ်ပါမယ်နော်ပြီးသားရင်တော့ short date ဆိုတဲ့နေရာလေးမှာ monday year လေးကိုပြောင်းလိုက်ပါ monday year hobby apply okay ကိုနှိပ်လိုက်ပါဒါလေးကပြန်သုံးမှဖြစ်တဲ့အတွက် minimize လေးကိုနှိပ်လိုက်ပါဒါဆိုရင်ဒီ chair ကဒီမှာ computer assistant တွေကိုကြည့်လိုက်ပါကျတို့လရက်နှစ်ပြသွားပြီဟုတ်ပြီဒီ date ကလေးကိုကျတို့က date အမှန်တကယ်ဖြစ်သွားအောင် date value နဲ့ရှာပါမယ် date date value တက်ခလိုက်ပါ date ဆွဲနေရမှာဒီရှိရဟာလေးကိုနှိပ်လိုက်ပါ date ဆွဲနေရမှာ date စသား date တက် တိတ်စာသားပေါ့เนาะဒီလိုဖြစ်ရှင်တာအချက်တော့ဒီစီးရလဲဒါ test ဖြစ်နေလို့လေเนาะဒိတ်က test ဖြစ်နေဖြစ်နေရဲ့အတွက် report ထုတ်တဲ့ကမှာဒီလိုဒိတ်ဒီပသွားမှာမဟုတ်ဘူးเนาะအဲ့ဒီအတွက်ကျွန်တော်ကဒါလေးကို date အမှန်ပြန်ပြရပါပါအဲ့တော့ when page under ဆောက်ချလိုက်တဲ့အခါမှာကျွန်တော်ကမှန်သွားပြီ short date လေးပြောင်းကြည့်လိုက်ပါဒါဆိုကျွန်တော်မှန်သွားပါပြီเนาะအဲ့တော့ဒီ date လေးဒီမှန်သွားပြီဒါကဘာလို့မမှန်တာလဲသူ့ရဲ့ရေးချက်တဲ့ data ကကျွန်တော်လွှဲနေလို့ဖြစ်မယ်เนาะအဲ့တော့ ပုံမှန်အားဖြင့်ဆိုလို့ရှိရင်အချက်တို့ကဒီလိုမျိုးဒိတ်တွေတိချက်တို့ကမှန်သွားမှရမယ်နော်ကျွန်တော်ရန်ကုန်တဲ့ပုံစံသည်ဒီမှာလာရတဲ့ပုံစံချက်တို့ကတိတ်ပြောင်းသွားပါပြီဒုတိယတစ်ချက်အရေးကြီးဆုံးအမှားကြီးလာပါပြီကျွန်တော်က report ထုတ်တော့မယ်ဆိုရင်ဒီလိုမျိုးဒိတ်စီ formula ကြီးပါနေရဆိုရင်မရပါဘူး အဲ့ဒီ formula တွေပေါ်ကြတဲ့ရုပ်ကဖြောက်ဖို့အတွက်ဆိုရင်လုတ်ပေးရမယ့်နည်းလမ်းလေးတစ်ခုပဲရှိတယ်အဲ့ဒါကတော့အားလုံးကိုဆက်လက်ကလေးပေးလိုက်ပါပြီးရင်တော့ကျတော့ right mouth လေးနဲ့ဆွဲပါ right mouth နော် right left ခလဲလေးနဲ့ဆွဲမယ်နော်လက်ခဲနဲ့ဖိပြီးတော့ညာဘက်ကိုဆွဲဆွဲပြီးရင်သူ့နေရာသူပြန်ရွှေ့လိုက်ပါဒီလိုမျိုးရွှေ့တဲ့အခါမှာသူ့နေရာသူလေးကိုပြန်ရွှေ့ရွှေ့ပြီးတော့ copy here as value only ဆိုတဲ့ဟာလေးကိုနှိပ်ချလိုက်ပါဒါဆိုရင်ကျတော့ formula မရှိတော့ဘူးနှစ်ချက်ောက်ကြည့်ကျတော့ formula မရှိတော့ဘူး formula တော့ဘာကိုတွားကြည့်မယ်ဆို လဲဆိုတော့ formula မမရှိတော့ဘူးเนาะအဲ့တော့ရှယ်တော့ကဒီမှာကတော့လာရက်နှစ်ပုံစံဖြစ်နေတယ်ဒါလေးကို computer ရဲ့ date မှာရှယ်တော့ကရက်လနှစ်ပြောင်းလိုက်တယ်ဆိုရင်ပြန်ပြီးတော့အဖြေကမှန်သွားမယ်เนาะအဲ့တော့ control ပြင်နယ်တော့ပြန်သားလိုက်ပါ cloud language region နှိပ်လိုက်ပြီးတော့ daemon year ကိုပြန်ပြီးတော့ရွေးလိုက်ပါ apply okay ကိုနှိပ်လိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာမှန်သွားပြီ23ရက်22လပိုင်းဒီလိုဖြစ်သွားပြီ24ရက်22လပိုင်း23ရက်17လပိုင်းဆိုပြီးတော့ကျွန်တော် date ဒီမှန်သွားပြီဒီလိုမျိုးရိုက်ချက်တာမှန်နေမှသာလေ ကျတို့က report ထုတ်တဲ့အခါမှာ zero report ပဲဖြစ်ဖြစ်ပါ zero report ပဲဖြစ်ဖြစ်เนาะ inventory report ပဲဖြစ်ဖြစ်အဲ့လိုမျိုး report ထုတ်တဲ့အခါမှာ date ဒီမှန်မှန်ကန်ကန်တိတိကျကျထွက်လာမှာပဲဖြစ်ပါလေရှင်ဒီလိုမျိုးမှားနေရဆိုရင်တော့မရပါဘူးเนาะအဲ့တော့ဒီလိုမျိုး date တွေရိုက်ချတဲ့အခါမှာကျတို့ကမှတ်မအောင်ဆိုပြီးတော့ချက်ရဲ့ TikTok account မှာအရင်အာ video file လေးတစ်ခုတင်ခဲ့ပေးဘူးတယ်အဲ့ဒါလေးကိုပြင်ကြည့်ကြည့်ပါเนาะ ဲ့ဒါကတော့ date picker နဲ့ကျလို့ပြန်ယူတာပါအာ broadcast ရလေးနော်ဒီ video file လေးကိုပြန်ပြီးတော့ကြည့်ပေးပါ date တွေကိုရခုချင်းမီနီရိုင်းနေတော့မှာဆိုတဲ့ video file လေးနော်အာရခုချင်းပေါ့နော်ဒီဘက်ကနေ video ။ဒါလေးရဒီလိုမျိုးဒိတ်ပိတ်ကလေးကိုအသုံးပြုပြီးတော့တိုက်တဲ့အခါမှာရောဘာလဲဆရာအကြောင်းမရှိတော့ဘူးနော်။ဒါလေးကိုကျွန်တော်တစ်ချက်ပြန်ကြည့်ပေးနော်။ဒါလေးကိုတစ်ချက်ပြန်ကြည့်ပေးပါ။ဒါဆိုရင်ကျွန်တော်တိုက်ရိုက်ကြည့်တဲ့အခါမှာမှန်မှန်ကန်ကန်တိတိကျကျဒိတ်တွေရချင်နိုင်မှာဖြစ်ပါရှင့်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ဒီကျေကတော့ Community Finance Trainer တော်များကြောက်ခဲ့ပဲဖြစ်ပါတယ်ဒီနေ့တင်ငင်းစားလေးရတလောက်ပါပဲเนาะနောက်ထပ်နောက်ရတင်ငင်းစားလေးမှာယခုလိုမျိုးအကျိုးရှိပြီးတော့လုပ်ငန်းခွင်တက်အသုံးခွင့်စင်မှနည်းလမ်းလေးတွေကိုမျှဝေပေးသွားမှာပဲဖြစ်ပါရဲ့ရှင်